နိုဗာစီဗီမြို့မှာတထောင်လာတဲ့အခါမှာတက်ချုပ်ကြီးကဒီနိုဗာစီဗီဒေတာရဲ့အုပ်ချုပ်ရေးအုပ်ချုပ်ရေးမှုအဖွဲ့ဝင်တွေတနည်းအားဖြင့်တာဝန်ရှိတဲ့သူတွေတွေ့ရယ်တွေ့တွေ့ကြတယ်ပေါ့တွေ့ကြတဲ့အခါမှာဒီတက်ချုပ်ကြီးကနေပြီးတော့ဒီနိုဗာစီဗီအာနာပိုင်တွေပေါ့နိုဗာစီဗီအာနာပိုင်တွေကိုဒီမြန်မာနိုင်ငံကနေပြီးတော့အသင့်ယူဆောင်သွားတဲ့မြမယူရအစအစဖြစ်တဲ့လက်ဖက်လက်ဖက်ရယ်လက်ဖက်ရယ်ပြီးရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာအသက်ချက်ပြုတ်လာတဲ့ငါးတလောက်ပေါင်းလို့နဲ့ဒီအက်ခံတယ်နိုဗာစီဗီ ုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကိုအက်ခံတယ်အက်ခံတဲ့အခါမှာဒီနိုဗာစီဗီအုပ်ချုပ်မှုအဖွဲ့တွေကလည်းငြိမ်ရှိနေစားကြတယ်မင်္ဂလာပါအာစီနန်းတော် YouTube channel ရနေကြိုးစားပါတယ်မနေ့ကမလွတ်ပြတာတော့တောင်းပန်ပါတယ်ဗျာနော်နေ့တိုင်းမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့အရာနဲ့အာနာရှင်စနစ်ဆိုးကစနစ်တကျလုံနေတဲ့အရာကိုနောက်ကနေဘောမနေတဲ့လူတွေကို reaction လောက်တာ ထပ်ပြောမယ်ရည်ရွယ်ချက်ရှိပါတယ်မဟုတ်မမှန်တည်င်းတွေကိုလွှင့်ပြီးပြည်သူကိုဂျင်းထဲ့နေတဲ့အထက်ဖားအောက်ဖိလုံနေတဲ့ပုံစံဟာမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ပြည်သူတွေအတွက်လုံခြုံမှုမရှိတဲ့အတွက်ဒီလိုမျိုးရည်ရွယ်ချက်ရှိလို့ကြီးဖြစ်တဲ့ဒီကြားထဲမှာမှကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကမှ AOD က AOD တည်င်းဌာနနဲ့ဗိုလ်ချုပ် AAC ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့လောက်ထားတဲ့အရာကိုကျွန်တော်ဖွင့်ပြပါမယ်ဒီအရာပေါ်မှာကျွန်တော်ရဲ့ထင်မြင်ချက်တွေကိုလည်းထပ်ပြီးတော့ပြောပါမယ် တစ်ချက်နားထောင်ကြည့်ပါဗျလေးစားစရာကောင်းတယ်နိုင်ငံရေးကိုနိုင်ငံရေးလို့ပြောသွားတယ်နိုင်ငံရေးနဲ့လူမှုရေးမှာပုပ်ကူရေးတွေပါလာရင်ဘာတွေဖြစ်လာသလဲဆိုတဲ့အရာတွေကိုသူပြောသွားတဲ့အရာတွေအရန်ပညာပါတယ်နားထောင်ကြည့်ပါလက်နက်ငယ်တော်လိုင်းဘက်ကဥမော်လာတဲ့အားသာလာတဲ့ဟာတွေကျွန်တော်တို့တွေ့ခဲ့ရတယ်မြို့သိမ်းတိုက်ပွဲတွေကျွန်တော်တို့တွေ့ခဲ့ရတယ်လာရှိုးကြာသွားတာကျွန်တော်တို့တွေ့ခဲ့ရတယ်1027 phase 1 1027 phase 2အရေးတွေ့ကြရတယ်2024မှာတော့အဲတရုတ်ကခြေလမ်းကိုကျွန်တော်တို့တည်တည်တသာထင်ရှားတွေ့လာခဲ့ရတယ်အဲမှာတော့ကျွန်တော်တို့ကိုယ်တိုင်ပြောခဲ့ပါတယ် no more ambiguity တရုတ်ဘက်ကနေပြီးတော့ဟိုဘက် debate ဟိုလိုဒီလိုလိုသူ့မှာ position မထားတော့သူ့ position ကပို့ပြီးတော့ပြတ်သားလာတယ်အဲစစ်ကောင်စီဘက်ကအဲ့ဒီအချိန်ကဦးဇင်းနဆာကာမဘက်ကသူရက်တီပြတယ် ရုတ်နိုင်ငံခြားဝန်ကြီးဝန်ကြီးရဲ့အော်ဂိုလာခီးစဉ်ပြီးပေါ့2024မှာဒီနေ့မှာဆိုရင်ကျွန်တော်တို့မြင်ရတာကတော့အာစစ်ကောင်းဆောင်ကိုပီကင်းကိုဖိတ်ကြားခဲ့တယ်တရုတ်သမ္မတကိုယ်တိုင်တွေ့ဆုံခဲ့တယ်ပေါ့နော်ဆိုတော့2025မှာတော့စစ်တပ်ကပြန်ပြီးတော့ထိုးစစ်ပြန်စစ်နိုင်တယ်လေကြောင်းအင်အားပို့ပြီးတော့အာလုံးအင်အားတွေပို့ပြီးတုံးလာတယ်အရက်ဖက်ပြည့်မှတ်တွေကိုပို့ပြီးတော့အာယုံစိုက်ပြီးတော့အတင်းကိုတိုက်ခိုက်လာတာကျွန်တော်တို့တွေ့ရတယ် ရခိုင်ပြည်မှာဆိုရင်လေဒီကမ်းခြေမှာရှိတဲ့ရခိုင်ရွာတွေကိုရေတက်ကနေပြီးတော့အမြောက်နဲ့ရဲဆက်ဆက်ပစ်ခတ်တာတွေချိန်မုန်းတာတွေ civilian target တွေကိုထားပြီးတော့တိုက်ခိုက်တာတွေကျွန်တော်တို့တွေ့ခဲ့ရတာတွေ့ခဲ့တွေ့ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒါတွေကိုကြည့်မယ်ဆိုရင်မြန်မာစစ်တပ်ကမြန်မာစစ်ကောင်စီကနာမည်ဟောင်းအောင်တုံးအောင်ကျွန်တော်ပို့ပြီးတော့အာတွေ့ရှာတွေ့လို့ပါပို့ပြီးတော့ အားသာလာတယ်ပြန်ပြီးတော့ဥမဲ့ဥမော့လာတယ်ဒါအပြင်သူလုတ်ခဲ့တဲ့လုံငန်းနဲ့တနစ်ကလုတ်ခဲ့တဲ့တနစ်ကျော်လုတ်ခဲ့တဲ့ဒီစစ်သားစုဆောင်ရလဲအရင်ကမအောင်မြင်ဘူးလို့တုံးသက်ခဲ့ကြမင်မဲ့အခုတော့အသင့်တင်အောင်မြင်မှုရှိတယ်ဆိုတာမျိုးတွေတုံးသက်ချက်တွေပြန်ထွက်လာတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဘကြုံထွန်းမြတ်နိုင်ကိုရန်ကလည်းဟလာစစ်သူကြီးတယောက်အနေနဲ့ရခိုင်စစ်သူကြီးတယောက်အနေနဲ့ဟလာစစ်မြေပြင်မှာတိုက်ရတဲ့သူတယောက်အနေနဲ့ဒါတွေကိုအတိဆုံးပဲဒီအချိန်တွေ ဒါတွေအကုန်လုံးကလည်းဒါတွေအခုဖြစ်နေတဲ့ဒီခိုင်ပြည်ရဲ့စစ်မြေပြင်ကလည်းဟာလားအရှိမောက်မှာရှမ်းရှိမောက်မှာဖြစ်တဲ့ရှမ်းရှိမောက်ကစစ်မြေပြင်ရဲ့အနေထားကရင်နီးယားစစ်မြေပြင်ရဲ့အနေထားကရင်မှာဖြစ်တဲ့အနေထားပေါ့နော်ရခိုင်မှာရှိတဲ့ရခိုင်စစ်မြေပြင်ရဲ့အနေထားဒါတွေအားလုံးရဲ့အနေထားတွေကို short ထက်တွက်အားလုံးထက်တွက်လာဖြစ်တယ်လို့ဒီ geopolitical balancing လုပ်တဲ့အခါမှာလေဒီ neighboring country တွေ indigenous နိုင်ငံတွေရဲ့အနေထားသူသဖြင့်တော့ဒီတရုတ် နဲ့အိန္ဒိယရဲ့အနေထားထိုင်းနိုင်ငံရဲ့အနေထားတွေဘင်္ဂလားဒေ့ရှ်ရဲ့အနေထားတွေပေါ့နော်ဆိုတော့ဒါနဲ့ကျွန်တော်စရခြင်းတယ်မိခွန်လို့ပြောရမှာထက်ဟိုဆွေးနွေးချက်လိုမျိုးပို့ပြီးမှဖြစ်မယ်ထင်တယ်ဘာကြောင့်လဲဆိုတော့ရပါတယ်ဒီမြန်မာနိုင်ငံရဲ့အဲဒီအင်္ဂလိပ်နိုင်ငံများဆိုင်ရာကိစ္စတွေ geopolitic ကိစ္စတွေရောပြီးမှဒီစကားမတွေရဲ့ငလန်ထလာတဲ့ကိစ္စတွေရောဆက်ဆက်ပြီးမှပြောရမှာဆိုတော့ကျွန်တော်လည်းတက်နိုင်တဲ့မြတ်တူအောင် အဲတုံတက်ရမယ်ဆိုရင်ဒီတရုတ်နိုင်ငံကတော့တကက်တချိန်ထိုးတိုးတက်နေတဲ့ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်တယ်ဆိုတော့သူကဘယ်သူမဆိုပေါ့ဟိုစဉ်းစားတယ်ဆိုရင်ကိုကစက်ကြော်လာရဲ့အလေကောင်းပါပဲကမ္ဘာအကြောင်းပြောမယ်ဆိုရင်ကိုကဟိုပြုပြီးစဉ်းစားမှာပဲဆိုတော့တရုတ်အနေနဲ့မြန်မာနိုင်ငံကိစ္စကိုဘယ်လိုမှဝါရတယ်ချမလဲဆိုတော့သူ့ရဲ့အကျိုးစီးပွားကိုဘယ်လိုပြုပြီးမှချမှာပဲ ၎င်းတို့အိန္ဒိယလည်းဒီလိုပဲအမေရိကလည်းဒီလိုပါပဲကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့အရေးကြီးတာကမြန်မာနိုင်ငံရဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်မြန်မာနိုင်ငံသားတွေရဲ့အကျိုးစီးပွားကိုဘ ഹു ပြုပြီးမှကိုယ့်ဘာကိုလုံတဲ့တာကိုလုံဖို့ဟာကလည်းအရေးကြီးဆုံးပါပဲကျွန်တော်တို့လူတွေကကိုယ်လုံတဲ့တဲ့ဟာကိုအောင်မြအောင်မလုံနိုင်ပဲနဲ့သူများကိုအပြစ်မြင်တာတဲ့သူများနေရာမှာကိုဝင်ပြီးမှဆိုဘာဖြစ်နိုင်လာနိုင်မလဲငါတို့ကဘာလုံတဲ့တယ်လဲ အခုမှသဘောပါဗျာမကျွန်တော်တို့တော်လန်ရေးတွေကိုစီလုံးမှုမရှိဘူး NUG ကိုလည်းရေရှည်မှာအပြစ်တင်လာကြတာကျွန်တော်ကြားမိတယ်ကျွန်တော်တို့က NUG နဲ့အဖွဲ့ဝင်လည်းမဟုတ်ဘူးတိုးတော်လည်းပဲတချို့ကိစ္စတွေမှာသူ့ကိုကြီးပဲအပြစ်တင်တာထက်သူ့ကိုကြီးပဲအပြစ်တင်တာထက်ပေါ့ကိုယ့်ရဲ့အရှိတရားကိုမြင်အောင်ကြည့်ရမယ်ဆိုတဲ့ဟာကိုထောက်ပြချင်တယ်ဟို NUG ဟာတိုင်းရင်းသားတွေကိုပါဝင်အောင်မစီလုံးနိုင်ဘူးဆိုတော့ပြောကြားချက်ကတော့အကုန်လုံးကမမှန်ဘူးဗျသူစီလုံးဖို့ကြိုးစားတယ် သူရဲ့စီလုံးမှုမအောင်မြင်တာကကံကံရဲ့အကျိုးလည်းပါတယ်ကကံဆိုတာကအတိတ်ကပြုခဲ့တဲ့ကံကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးသမိုင်းတခြားမှာပေါ့နော်ဗမာအချင်းချင်းမတည့်ဘူးဆိုရင်တိုင်းရင်းသားကိုအသေးအတန်လိုက်ပြီးမှစီယုံကြပြီတိုင်းရင်းသားတွေကလည်းအာဟုတ်တယ်ဒါဘုံရန်သူစက်တက်ကိုချရမယ်ဆိုပြီးပါတော့တယ်ပါတော့ပြီးမှခဏနေလမ်းဆုံးတော့သမင်းဝိုင်းမှာဘူကမပါဘူးအဲ့ဒီဖြစ်စဉ်တွေအများကြီးဖြစ်ခဲ့တယ် အဲအလုတ်သမားလာခေါ်တယ်လို့မျိုးခေါ်ပြီးမှသမင်းစားမဲ့နေရာမှာမပါဘူးပေါ့ကျွန်တော်ရဲ့မိတ်ဆွေရှိတယောက်ရဲ့စကားကိုကားပြီးပြောရင်အဲ့လိုမျိုးဆိုတော့အခုအချိန်မှာကြတော့သူ့နောက်ကိုအရင်မလိုက်ရဲဘူးသူ့ကိုမကူညီချင်လို့မဟုတ်ဘူးသူ့နောက်ကိုလိုက်သွားရင်ငါပဲဟိုပါပေါ့ဘိုက် GP ကြံခဲ့မှာပေါ့ဗျာအဲ့လိုမျိုးတန်တရားတွေဒွိဟားတွေအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ကံတရားကိုယ်တိုင်က ရှေ့ကနေလုတ်ခဲ့တဲ့နိုင်ငံရေးသမားတွေရဲ့ဆုံးဖြတ်ချက်အမှားတွေစေတနာမမှန်မှုတွေကြောင့်ယုံကြည်မှုတည်ဆောက်ရတာအခက်အခဲရှိတယ်။ဒီဟာအခက်အခဲကြောင့်ငါတို့ဘယ်တော့မှမစည်းလုံးတော့ဘူးလားဆိုတော့လည်းမဟုတ်သေးဘူး။ဒီဟာတွေကိုကျွန်တော်တို့ကတိပြီဆိုရင်ငါတို့ကအရင်လိုမျိုးလုပ်လို့တော့မရဘူး။ဂတိတစ္ဆာရှိရမယ်။ဒီဂတိတစ္ဆာကိုတစ်ခါပြင်သမင်းစားသလိုမျိုးမဟုတ်ဘဲနဲ့ဒီဟာကိုပယ်တော့ရမယ်။ဒီအစဉ်လာကိုတည်ဆောက်ရမယ်။ဂတိတစ္ဆာနဲ့မေတ္တာတရားတွေရော ကျွန်တော်တို့ရဲ့ဒီကံတရားတွေကိုတကယ်အကုန်လုံးနဲ့ပူပေါင်းစည်းပြီးမှထုစစ်မယ်ဆိုတဲ့ဟာကိုအလုံးနဲ့တက်တွေကိုတဖြည်းဖြည်းချင်းပြရမယ်စိတ်ရှည်ရမယ်တော်လန်ရေးကိုမနှက်ဖန်ဘာဖြစ်မယ်ဆိုပြီးမှ first promise တွေနဲ့ပြည်သူကိုလုံးစော်နေတာထက်ငါတို့ဒီဟာဒီလောက်ဒီလောက်လုတ်ခဲ့ပြီဒီဟာတွေကြောင့်မှားခဲ့တယ်ရှစ်ဆက်ပြီးလုံးရမယ်ဥပမာပြည်သူကတော်လန်ရေးဆင်နွှဲတယ်ဆိုတော့နိုင်ငံတိုင်းမှာပြင်ပန်းတာပဲစီးရီးယားတော်လန်ရေးမှာလည်း မအခုစကားမနလန်ထတယ်လို့မျိုးထက်တောင်ပို့ပြီးမှခိုင်ပါတဲ့တန်တမန်ရေးနိုင်ငံရေးသူသူထူထောင်လာတာပဲဒါပေမဲ့ဝုန်းဆိုရုပ်တရက်ကြီးနဲ့မျက်လက်ပြတ်ပြတယ်လို့မျိုးသူလည်းပြောလဲနိုင်ငံထက်ပြေးတော့တာပဲအာဆက်လို့မျိုးဒါကြောင့်ဟိုပြည်သူတွေအနေနဲ့လည်းဒီစကားမနလန်ထလာတာကိုအရင်လဲစိုးရင်ကြာမလို့ပါဘူးသို့တော့တစ်ဖက်မှာတတိထားရမယ်ပေါ့နော်တတိထားရမယ်ဒါကဒီတရုတ် တရုတ်နိုင်ငံကနေစကားမကိုတန်တမန်ရေးရအတိမတ်ပြုမှုတွေကအရင်ထက်ပိုပြီးမှပေါ်ပေါ်ထင်ထင်ရှိလာတယ်ဆိုတာကစောစောပြောတယ်လို့မျိုးဘသူမဆိုကိုယ့်ရဲ့အကျိုးစီးပွားကိုဘဘပြုပြီးစဉ်းစားတာပဲဒီနေရာမှာကျွန်တော်တို့ထက်တွက်ဟိုဟာမြင်ကွင်းထဲမှာထည့်ရမှာကအိန္ဒိယလည်းမလုပ်လဲဆိုတော့အိန္ဒိယလည်းအခုချိန်မှာစကားမတွေကိုဖိတ်ခေါ်ပြီးမှဟိုပလူနေတာပဲလေစကားမ120အိန္ဒိယဒေါ်လာအိန္ဒိယ120စကားမကိုလာလိုက် ကျန်တဲ့နိုင်ငံတွေကလည်းသူ့ကိုနောက်ဖေးပေါက်ကနေဝင်ပြီးမှကျွန်တော်တို့ကြားမိသလောက်တချို့နိုင်ငံကြီးတွေရဲ့တန်တမန်တွေလည်းအိမ်ဦးကျန်းကျင်အဲတချို့နိုင်ငံတွေမှာတွေ့နေတဲ့ကိစ္စတွေလည်းရှိတာပဲနိုင်ငံတိုင်းကစက်ပုံးခုတ်ပြီးမှလည်းသူ့အကျိုးအတွက်နိုင်နေကြတာပဲဒါတွေကိုကျွန်တော်တို့အရှိတရားကိုသိရမယ်ပြီးမှငါတို့ကမဘယ်နိုင်ငံကမဆိုသူ့အကျိုးစီးပွားကိုအာမခံပေးနိုင်တဲ့ actor ကိုလက်တွဲမှာပဲဒါကြောင့်ကျွန်တော်တို့ကသူ့အကျိုးစီးပွားကို ကျွန်တော်တို့ကဟိုစိန်ခေါ်ပြီးမှဟိုကိုမလုံနိုင်တဲ့အင်အားတွေကိုသူများကိုလက်ညှိုးထိုးအပြစ်မြင်မလားကိုကလိန်လိန်မာမာနဲ့ဒီကိစ္စတွေကိုဟိုမဟာဗျူဟာချတဲ့အချိန်မှာရောအကောင့်ထဲပေါ်တဲ့အချိန်မှာရောမမအသိနဲ့အမှားတွေပေါ့တချို့ကိစ္စကတော့သဘောတရားအဖြစ်မှန်တယ်ဒါပေမဲ့ကိုအကျိုးစီးပွားအတွက်အရန်ကြီးခိုက်တယ်အဲ့ဒီလိုအနေထားတွေမှာကိုကမပြောသင့်တာကိုမပြောဖို့လိုတယ်မမအသိနဲ့ကိုမမဖို့လိုတယ် ရန်သူနဲ့စစ်တိုက်တဲ့ချိန်မှာရှုံးနေချင်းတွေကဘယ်ကလာလဲဆိုတော့ရန်သူကကိုယ်ကိုတိုက်လို့လာတာတည်းကိုကဆုံးဖြတ်ချက်အမှားတွေမပြောတင်တဲ့စကားတွေကိုပြောတဲ့အတွက်ကြောင့်မို့လို့ကိုယ့်အတွက်ပိုပြီးကြီးခိုက်တာကျွန်တော်ကျွန်တော်တတိထားမိတာပေါ့နော်ကျွန်တော်ရဲ့အတွေ့အကြုံရဆိုရင်ဒါကြောင့်ဟိုပြောတင်သလားမပြောတင်ဘူးလားဆိုတဲ့ကိစ္စတွေပြီးမှဒီအလုပ်ဟာကိုမှားလိုက်တဲ့အမှားရန်သူတိုက်တဲ့ထိခိုက်မှုထက်ပိုဆိုးတယ်ဒီဟာတွေကိုကျွန်တော်တို့တတိထားဖို့လိုတယ်ဒါကြောင့် ဒီတရုတ်ကနေအတိမတ်ပြုတ်လာတယ်ဆိုတာကအိန္ဒိယကရောအတိမတ်ပြုတ်တာပဲတခြားအနောက်နိုင်ငံတန်တမန်တွေရောစကမရဲ့အစည်းအဝေးတွေအတွက်ရည်ရွယ်ကောက်ပွဲအတွက်ဗန်ဒန်ငွေတွေလည်းထောက်ပံ့နေတာပဲဆိုတော့ဒါဟာမြင်သာထင်သာရှိတာကတရုတ်ကနိုင်ငံတကာရဲ့အခင်အကျင်းတွေအားပြိုင်မှုတွေသူ့မှာလည်းသူ့မှာရှိမှာပေါ့ဗျာကျွန်တော်တို့ကဟိုတော်လိုင်းရေးအုပ်စုတည်တည်လေးတွေဆိုတော့ ဟိုထိုင်ဝမ်အကြောင်းတို့ဟိုဟာတွေကောက်ပြောနေလေကြီးမိုးကြီးဖြစ်မှာဆိုလို့ထည့်ပြီးတော့မပြောတော့ဘူးဒါပေမဲ့ဒါကလူတိုင်းနားလည်ထားတဲ့ကိစ္စပဲဆိုတော့ဒီဟာတွေစိုးရိမ်မှုတွေရှိတဲ့အတွက်သူကလည်းသူ့အလုပ်သူလုပ်တဲ့ကိစ္စကိုကဒါကိုမြင်ပြီးဆိုရင်စိုးရိမ်စိတ်တစ်ခုတည်းကိုကြည်တာထက်ငါရှုံးတော်တော့မလားဆိုတဲ့ဟာတည်းကိုလှုပ်တင်တဲ့ဟာကိုမရက်မနာတော့လှုပ်လှုပ်ရမှာပဲဘုဇုံထုံးနေတဲ့ AR ကြီးက င်တာဗျူးရတဲ့ရာလေးနားထောင်ပြီးသွားရင်သဘောပေါက်ကြလိမ့်မယ်ထင်တယ်အဓိကသူပြောသွားတဲ့အရာကသူ့ကိုကူညီလိုက်လို့ဘာမှအကျိုးမရှိဘဲနဲ့ငါ့မှာဗိုက်ကြီးတာပဲအဖက်တင်မယ်ဆိုတဲ့စကားတွေရယ်ယုံကြည်မှုတစ်ခုကိုတိဆောက်တဲ့အခါအဓိကကသူပြောသွားတဲ့အရာထဲမှာတော့ယုံကြည်မှုကိုအရင်တိဆောက်မှရမယ်ယုံကြည်မှုကိုတိဆောက်ပြီးမှသာလျှင်ပူပေါင်းမှုကအဆင်ပြေလာမယ်ဆိုတဲ့သဘောတွေပါတယ်ဒါဟာနိုင်ငံရေးသဘောတရားနဲ့အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု ချိတ်ဆက်တဲ့နေရာမှာပါတဲ့အရာတွေနောက်တစ်ခုအဖွဲ့အစည်းတစ်ခုဒီနိုင်ငံကိုကိုစားပြုတဲ့အဖွဲ့အစည်းဆိုရင်မိမိပါဇက်ကလေပြောတဲ့ပြောထိုက်တဲ့စကားလုံးတဲ့လုံးထိုက်တဲ့အရာတွေကိုပဲလုပ်ရမယ်မပြောတဲ့မပြောထိုက်တဲ့စကားဥပမာကျွန်တော်တို့အစိုးရဘက်ကကြီးညာထားတဲ့အရာရှိတယ်ဒါကတော့ထိခိုက်ချက်လည်းမဖြစ်ကြနဲ့ဒါကျွန်တော်ပွင့်နေတယ်ပြောမှာပဲဘာကြောင့်လဲဆိုတော့တလမ်းမီတလိုင်းလာမယ်လို့လမ်းများအားလုံးရန်ကုန်စီစို့လို့လမ်းများအားလုံးနေပြည်တော်စီစို့ဆိုဒီလိုမျိုးကြီးညာလိုက်တိုင်းကြီးညာလိုက်တိုင်းမှာ စကားစကားခုနကကိုအောင်စောပြောသလိုပဲကျွန်တော်လည်းစကားစကားပဲသဘောကျတယ်ဒီစကားလုံးပဲသဘောကျတယ်စစ်ဆိုးရကဘာလုပ်တယ်ဆိုရင်ပြည်သူကိုအဓိကထားပြီးတော့ဘုံကျဲတယ်ပြည်သူကိုအဓိကထားပြီးဘုံကျဲတဲ့နေရာမှာမှခလေးတငယ်တွေအများဆုံးရှိတဲ့အကြောင်းတွေကိုပို့ပြီးတော့ဘုံကျဲတယ်ခလေးတငယ်တွေရှိတဲ့နေရာတွေကိုပို့ပြီးတော့ဘုံကျဲတယ်စစ်ဘေးရှောင်တွေရှိတဲ့နေရာတွေကိုအဓိကထားပြီးဘုံကျဲတယ်ဒါဟာမိမိအစိုးရတရက်ကနေနှုတ်ထွက်တဲ့စကားတွေက ထွက်တဲ့နဲ့အရာလားမထွက်တဲ့နဲ့အရာလားဆိုတော့တက်တည်နေပဲဒါကိုဘုဂျုံထွန်းမြတ်နိုင်ပြောသွားတဲ့စကားတွေမှာအများဆုံးအနှစ်တွေပါတယ်ကျွန်တော်တို့ကဒီအရာကိုကိုလိုချင်တဲ့အရာကိုပဲဖြစ်တွေးပြီး NUG အစိုးရကိုမကောင်းမြင်တဲ့စိတ်မကောင်းတဲ့အရာတွေနဲ့ကျွန်တော်တို့ကပြောတာမဟုတ်ဘူးဒီအရာတွေကျွန်တော်တို့လူဘိန်းတွေကစားတည်တယ်မင်းကိုငါမလုရရင်မင်းနဲ့ပတ်သက်တဲ့တငယ်ချင်းကိုငါရိုက်မယ်မင်းနဲ့ပတ်သက်တဲ့မိသားစုကိုငါလုမယ်အဲ့ဒီလိုလုတဲ့အတိုင်းပဲစကားစလုပ်နေတဲ့ကွာကဒီတိုင်းပဲဘာတွေလုတယ် သူတို့လိုချင်တဲ့လူအိမ်မှာမရဘူးဆိုရင် မရှိရှိတဲ့လူကိုဆွဖက်ဆွဲပြီးတော့ဖမ်းခေါ်သွားတယ်နောက်ဆုံးမရရတဲ့နီးနဲ့ငွေညှစ်ပြီးတော့ပြန်လွတ်တယ်ဒီနေ့ခေါ်သွားနောက်နေ့အလောင်းပြန်ပို့တဲ့အရာတွေလည်းအများကြီးရှိတယ်တစ်ဖက်ကဒီလိုရုံမှရက်ဆက်နေတဲ့အရာကိုမိမိအစိုးရအဖွဲ့အစည်းတည်းရဲ့ UNG အနေနဲ့တည်တည်တိကျတဲ့အရာတွေဆိုပြီးတော့ဘုံကျုံထိမှတ်နိုင်ပြောပါတယ် ပူပေါင်းဆောင်ရွက်ခြင်းရှိသလားမရှိသလားဆိုတဲ့အရာကိုလည်းတိတိကျကျရှင်းရှင်းလင်းလင်းထုတ်ပြသွားတယ်ငါတို့ပူပေါင်းလို့ရလားမရဘူးဟုတ်ပါတယ်ဒီအချိန်မှာအယူကြီးအစိုးရနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကအားမလို့အားမရဖြစ်ပြီးပြစ်တင်ဝေဖန်ဆဲဆိုချုပ်ရှုံးချနေရအများကြီးရှိတယ်ကျွန်တော်လည်းဝေဖန်တုံးတက်တဲ့နေရာမှာလည်းကျွန်တော်လည်းပါတယ်ဘာကြောင့်ဒီလိုမျိုးတုံးတက်ရတယ်လဲဆိုတာက ကလန်ဒေတန်အကန်တန်ဆိုတဲ့အချိန်အခါကိုမကြည့်ဘဲနဲ့လုမလုတင့်တဲ့အရာတွေကိုလုတဲ့အတွက်ဆုံးရှုံးမှုသည်ပြည်သူပေါ်ကိုပဲအကျိုးကတိုက်ရောက်နေတယ်ဆိုတာကိုပြောသွားတယ်။ဘူဂျိုချွန်းမြန်နိုင်ရဲ့ပြောထားတဲ့ဒီကိုအောင်တော်နဲ့အေယော်ရီနဲ့ပြောထားတဲ့ဟာကိုကျွန်တော်၃ဘိုင်းပိုင်းထားပါတယ်။တနေ့ကိုတစ်ဘိုင်းဒီနဲ့ထည့်ထည့်ပြီးတော့ပြောပါမယ်။ ကျေးဇူးအများကြီးတင်ပါတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောသွားတဲ့အရာတွေနဲ့ဒီအင်တာဗျူးပေးတဲ့ကိုအောင်စောကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်အသိဉာဏ်ဗဟုသုတတွေရသွားသလိုပဲလက်ရှိကျွန်တော်တို့တပ်ဦးအစိုးရ NUG အနေနဲ့လည်းလှုပ်တင်လှုပ်ထိုက်တဲ့အရာတွေကိုဘလို့လှုပ်ဆောင်ရမယ်ဆိုတဲ့အတွေးအကြံတွေရသွားလိမ့်မယ်လို့ကျွန်တော်တို့ထင်ပါတယ်ကျွန်တော်ကအောက်ဆုံးမှာရှိတဲ့ပြည်သူအဆင့်ပဲရှိပါတယ်ဒါပေမဲ့အောက်ကလူပြောလို့ငါတို့ကဘာပါဆိုပြီးမန်တက်နေသေးရတော့ တော်လန်ကြီးကမအောင်နိုင်ပါဘူး။ဘာကြောင့်လဲဆိုပြည်သူကိုကိုစားမပြုဘဲနဲ့ငါတို့အတ္တငါတို့မာမာနငါတို့အဖွဲ့စည်းတာလေးအဓိကဆိုတဲ့ပုံစံမျိုးကိုတွေးနေမယ်ဆိုရင်တော့အဆင်မပြေပါဘူး။ဒါပေမဲ့ကျွန်တော်တည်တော့ထိတ်ဆိုင်ထိတ်ပိုင်းမှာရှိတဲ့ NUG အစိုးရအဖွဲ့စည်းအဖွဲ့စည်းမှာရှိတဲ့ထိတ်ပိုင်းလူတွေကတော့ဒီလိုကိစ္စမျိုးတွေကိုမတည်ပဲနဲ့အောက်ခြေမှာအခွင့်အရေးရအပြစ်တွေလုတ်ထားပြီးအမှားတွေကိုအမှန်လာပြောတဲ့လူမှန်သမျှကိုတုံ့ပြန်နေတဲ့လူနဲ့ အစိုးရတရရဲ့အခွင့်ဒူးကံလူဒန်းစားအဖြစ်ရရှိနေတဲ့ကဖားရဖားဘောမနေတဲ့လူဒန်းစားတွေပဲဒီအောက်ခြေမှာဖြစ်ပြနေကြပါကျွန်တော်တို့ကနိုင်ငံရေးကိုနိုင်ငံရေးလို့မြင်တတ်တယ်အပြစ်ဆိုရင်အပြစ်လို့မြင်တတ်တယ်အမားဆိုရင်တော့အမားလို့မြင်တတ်တယ်ကျွန်တော်တို့အခုပြောနေတဲ့ဆိုနေတဲ့အရာတွေဟာအစိုးရတရရဲ့လုံဆောင်ချက်တွေမှန်ကန်နေတော့ညာလဲအောက်ခြေမှာရှိတဲ့တည်ပါနေတဲ့လူဒန်းစားတွေကြောင့်ဒီလိုပြဿနာမျိုးတွေတက်နေတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်နောက်ထပ် ကျွန်တော်ဗီဒီယိုပိုင်းတစ်ပိုင်းဖွင့်ပြမယ်ဒါကတော့ထုံးစံအတိုင်းပြီးခဲ့တဲ့ရက်ကစစ်ကောင်းဆောင်တွားရောက်တဲ့အမှုမြူဖိုတန်နဲ့ပတ်သက်ပြီးတော့သူကပေါ်တက်တယ်တဲ့သွားတက်တဲ့အရာကတကယ်နိုင်ငံတကာမှာရှိတဲ့လူတွေကလာတက်တယ်ဒါပေမဲ့အစိုးရတဲ့ကနိုင်ငံတကာမှာရှိတဲ့အစိုးရတဲ့ကကြီးမှုကျင်းပတဲ့အတွက်ဒီအဖွဲ့အစည်းကိုတခြားနိုင်ငံကလူတွေသွားတက်တဲ့ခါတော့ဂုံရှိတာပေါ့ ဟေးဘာပဲဖြစ်ဖြစ်ကျွန်တော်တို့လူကျွန်တော်တို့မြန်မာကျွန်တော်တို့ဒီလက်ရှိအောက်ခြေလူတန်းသားတွေမှာတော့ရှိသေးတာပဲဟာငါ့ကိုလူရတွင်းနေကွာဒီဟို TikTok လိုက်ပဲဖြစ်ဖြစ်ဒီနေရာမှာတက်ပြော်ခိုင်းနေဆိုရင်ဟာကျေးဇူးတင်ပါတယ်ဆိုပြီးတော့ချစ်ခွင့်တော်ရလူရှိတယ်ကျေးဇူးတင်ရလူရှိတယ်တချို့ကြတော့လဲအာငါတော့ဘာကွာညာကွာဆိုပြီးတက်ပြီးတော့ပြောနေတယ်ရှိတယ်ဒီလိုစိတ်ဓာတ်မျိုးအကျင့်စာရိတ္တသေးသေးလေးတွေကအစထိပ်ပိုင်းအစိုးရတည်းရဲ့ဖွဲ့စည်းတဲ့အချိန်ခါတည်း ဖြစ်ပြက်သွားတဲ့အရာတွေရှိတယ်။အဲ့ဒီမှာမင်းအွန်လိုင်းသွားတတ်တဲ့ forum မှာပြောထားတဲ့စကားရည်ရည်ရတယ်။ရုရှား forum ကိုသွားတတ်တာအလကားမဟုတ်ဘူးတဲ့။ယူရို2200ပေးရတယ်တဲ့။ရုရှားကဒီလိုပွဲတွေနဲ့ပဲပတ်စံရှာနေတာလားဆိုကြတယ်။လူဒန်းစားတရက်အဖြစ်အတိမတ်ပြုတ်ခံခြင်းလူရဝင်ခြင်းတာကိုတဲ့ပတ်စံပေးရလဲပေးမှာပေါ့ဦးဆို၍ဖိုရန်နဲ့ပတ်သက်၍တရှိထားသူတည်င်းမြစ်တည်င်းမြစ်တူကအေယော်ဒီတိုင်းကိုပြောတယ်တဲ့နော် နောက်ထပ်ဒီ folder မှာတော့တက်ပြီးတော့ main online ကဖားရာပြီးတော့ထပ်ပြီးတောင်းဆိုတဲ့အရာရှိသေးတယ်။နျူကလ িয়ার အသေးစားဓာတ်ပေါင်းကိုတိဆောက်ရန်အတွက်တွားပြီးတော့ထူတောင်းပွားလုတ်ပြီးလက်ပြီးတော့ထပ်ပြီးတော့သူကတောင်းလာတဲ့အရာတစ်ခုထပ်ရှိသေးတယ်။ရုရှားရောက် main online ကနျူကလ িয়ার ဓာတ်ပေါင်းကိုတိဆောက်လို့ဒီအပြင်နဲ့အာဂါတာစူဇန်လေးလာရေးအတွက်ဂျူဒူးလွတ်တင်ရန်လိုပြန်တယ်။နျူကလ িয়ার အသေးစားဓာတ်ပေါင်းကိုတိဆောက်ရန်အ ਨੇ ဆုံး ဒေါ်လာတန်းရာချီမှ1ဘီလီယံခွဲတိကုန်ကြပြီးလစဉ်ထိမ့်သိမ်းကထိမ့်သိမ်းထိမ့်သိမ်းလေပတ်ခါကဒေါ်လာ2တန်းအထက်တွင်ရှိတယ်တဲ့သူကမြန်မာနိုင်ငံမှာနျူကလ িয়ার ဓာတ်ပေါင်းကိုတိဆောက်တိဆောက်ပြီးတော့သူလုတ်ချင်တယ်ပေါ့လုတ်ချင်တာကိုရုရှားအစိုးရတမနာပူတီချီမှတွားပြီးတောင်းဆိုတယ်ပေါ့ဒီပတ်စံနေပဲရတယ်ကျွန်တော်တို့ကလေးလူကလေးလူပြောမယ်ဗျာဟိုလမ်းမှာတွေ့ရလူတွေလူပြောကြည့်မယ်ဒီပတ်စံလေးကိုဘယ်ရရမလဲ ရတာပေါ့ကျွန်တော်အနည်းဆက်ဆုံးပြောမှဆိုရင်ငလင်းဘေးဒဏ်တင်းတဲ့အချိန်မှာဒေါ်လာ3000ကျော်ရှိတယ်အဲ့ဒီပတ်စံတွေကိုပြည်သူကိုပြည်သူနိုင်ငံအတွက်အသုံးချခြင်းမပြုဘဲနဲ့ခင်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆိုရဲခေါင်းစဉ်အကြီးကြီးကိုတက်ပြီးပောက်ကရ40လောက်တဲ့လောက်ရမြန်မာနိုင်ငံအတွင်းမှာနိုင်ငံသူနိုင်ငံသားတွေစင်ရဲမွဲတီငတ်မို့ခေါင်းပါနေတဲ့အရာကိုဒီငွေကြေးတွေနဲ့မဖြည့်စည်းဘဲနဲ့မယောင်ရာစီလူးနေတဲ့လောက်ရ အဲ့ဒီလုံရက်တွေနဲ့ဒီငွေကြေးကုန်ခန်းမှုတွေကိုကျွန်တော်တို့ရိုးရိုးချင်းချင်းလေးဤဝေးချင်းချကြည့်လိုက်ညီမြချင်းချကြည့်လိုက်မင်းအောင်နိုင်တဲ့လူတစုသည်သူတို့ကောင်းစားရေးအတွက်ကိုပဲဥတီနေတယ်ဆိုတာကိုကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ဒီထက်ဒီထက်ပိုပြီးတိဖို့လိုနေပြီအဲ့ဒီလိုတိဖို့လိုသလိုပဲမင်းအောင်နိုင်ကိုဝိုင်းဝန်းတောက်တိုင်ပြုတ်ပြီးတော့ဘောမနေတဲ့လူဒန်းစားတိုက်တည်လဲအချိန်တန်ရင်ခမရတို့အလှဲ့ကို ရောက်လာလိမ့်မှာ မလွဲဧကံပဲအဲ့တော့မင်းအွန်လိုင်းဒီရုရှားသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ထုံးစံအတိုင်းမင်းအွန်လိုင်းရဲ့ဘောကအရင်ဆုံးပထမဆုံးတော့မှတယ်အခုတော့ဗဇက်ထဲကိုငုံသွားတဲ့ကောင်သူဘလိုတွေပောက်ခဲ့ပြထွားတယ်နားထောင်ကြည့်အရန်ရီဖို့ကောင်းတယ်ကလေးကိုဖွင့်ပြတော့မှထိုင်းရီမှာနောက်ဆုံးသတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါတော့ရုရှားနိုင်ငံမှာရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပနေတဲ့ကမ္ဘာအမှုမြူတတိယဖိုရမ်2025ဒီဖိုရမ်ကို ပြောင်းသမရမြန်မာနိုင်ငံတော်ယာယီသမရနိုင်ငံတော်လူကျွေးနေအေဂျင်တာရဲ့ကော်မရှင်ဥက္ကရာဗိုလ်ချုပ်မှုကြီးမရောက်လဲဥဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ကတက်ရောက်လျက်ရှိပါတယ်။ဒီနေရာမှာစိတ်ဝင်စားဖို့တခုကောင်းပါတယ်။ဒါကတော့မနေ့ကမနေ့ပိုင်းကနေပြီးတော့နေပြီးတော့လေဆေးကနေပြီးတော့တက်မတော်အထူးရင်ကရုရှားနိုင်ငံမော်စကိုဘက်ကိုစတင်ထွက်ခွာလဲပေါ့ဗျာ။ထွက်ခွာလဲကမှတထောင်ထားတဲ့နေရာကရုရှားနိုင်ငံနိုဗာစီဗီမြို့မှာတထောင်ထားတယ်။နိုဗာစီဗီမြို့မှာတထောင်ထားတဲ့အခါမှာတက်ချုပ်ကြီးကဒီနိုဗာစီဗီဒေတာရဲ့အုပ်ချုပ်ရေး အုပ်ချုပ်ရေးမှုအဖွဲ့ဝင်တွေတနည်းပြတာဝန်ရှိတဲ့သူတွေတွေ့ရယ်တွေ့တွေ့ကြတယ်ပေါ့တွေ့ကြတဲ့ခါမှာဒီတက်ချုပ်ကြီးကနေပြီးတော့ဒီ Nova Civic အာနာပိုင်တွေပေါ့ Nova Civic အာနာပိုင်တွေကိုဒီမြန်မာနိုင်ငံကနေပြီးတော့အသင့်ယူဆောင်သွားတဲ့မြမယူရအစအစဖြစ်တဲ့လက်ဖက်လက်ဖက်ရယ်လက်ဖက်ရယ်ပြီးရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာအသင့်ချက်ပြုတ်လာတဲ့ငါတလောက်ပေါင်းလို့နေတဲ့အက်ခံတယ် Nova Civic အုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကိုအက်ခံတယ်အက်ခံတဲ့ခါမှာဒီ 노바시비အုပ်ချုပ်မှုဖွဲ့တွေကလည်းမြင်ရင်ရှိနေတဲ့စားကြတယ်အဲ့တော့အဲ့ဒီမှာဗျာဒီသတင်းနဲ့ပတ်သက်ပြီးတော့ဒီအမောင်အမောင်လောကကမီဒီယာအတိုင်းဝိုင်းတွေကလည်းတောက်လျှောက်ရေးနေကြတယ်ဒါကတန်တမန်ပဲဗျဒါကတက်ချုပ်ကြီးကဒီရုရှားနိုင်ငံနဲ့ပတ်သက်တဲ့တန်တမန်မှာဘလောက်ဘလောက်ထိကျွန်တော်တို့ကျွမ်းကျင်နေဆိုတာပြပါလားကျွန်တော်တော့ပြောရမှာရှိခင်ဗျားတို့ဘာပြောလို့လဲတော့မသိဘူး တန်တမန်ရေးရတယ်ပတ်သက်ပြီးဘလောက်တောင်ကျွမ်းကျင်တယ်လဲဆိုတဲ့အရာကိုသူကစပြောပြီးဒီခဏလေးကြာပြီးမှကျွန်တော်ပြောမယ်ကျွမ်းကျင်တယ်ဆိုတာပြသွားတာခင်ဗျားခင်ဗျားဒီနိုင်ငံတကာမှာရှိပါတယ်မြမအရေးကျွမ်းကျင်သူရှိတယ်ဒီကောင်ကဘောမတဲ့အရေးမှအရင်ကျွမ်းကျင်တယ်ခင်ဗျားတရုတ်နိုင်ငံသူပူတည်တာတရုတ်နိုင်ငံမှာဆိုရင်ခင်ဗျားမြမအရေးကျွမ်းကျင်သူစားရသူတွေဒီဌာနတွေအများကြီးရှိတယ်မြမအရေးနဲ့ပတ်သက်ပြီးတောက်လျှောက်ကိုလေ့လာတဲ့သူတွေရှိတယ်အဲ့တော့ဒီမြန်မာနိုင်ငံမှာတာဝန်ထမ်းဆောင်မဲ့စစ်စမ်းပေးပြတာဝန်ထမ်းဆောင်မဲ့သူတွေပေါ့ဗျာ အဲ့ဒီလူတွေကိုဒီရန်ကုန်တောက်ကတူမှာကျွန်တော်ဘွဲတစ်ခုယူရတယ်အဲ့လိုကကျွန်တော်အခြားသောနိုင်ငံလဲထုံးလိသူပဲခင်ဗျာမြန်မာနိုင်ငံဆိုင်ရာမြန်မာနိုင်ငံဆိုင်ဂျပန်တာမိုင်စုတာမိုင်ကြီးဆိုမြန်မာစကားပြောတတ်တယ်မြန်မာနိုင်ငံဆိုင်ရာရုရှားတာမိုင်ကြီးကမြန်မာစကားပြောတတ်တယ်အဲ့လိုဒီမြန်မာအေးနဲ့ပတ်သက်တဲ့သူတွေမြန်မာနိုင်ငံဆိုင်ရာရုရှားတာမိုင်ကြီးကစကားပြောတတ်တယ်တခြားဘလာဘလာဘလာနိုင်ငံတွေမှာရှိတဲ့ဖော်ရင်းဒါပေါ့နော်ဒီလူတွေကမြန်မာစကားပြောတတ်တယ်ခင်ဗျားတို့တချို့ကြီးရောမြန်မာစကားပြောတတ်လားပြောတတ်တယ်ဘယ်လိုပြောလဲ အိန္ဒိယနဲ့တွေ့ရင်ဘာမှလို့ပြောတယ်ရုရှားနဲ့တွေ့ရင်လည်းဘာမှလို့ပြောတယ်ဘီလာရုစ်နဲ့တွေ့ရင်လည်းဘာမှလို့ပဲပြောတယ်โอเคလက်ခံတယ်ဒါလာအရန်တေချာကျွမ်းကျင်တဲ့တန်တမာဆက်ဆံရေးအမေစုပြောခဲ့တဲ့ရောက်ခဲ့တဲ့နေရာတိုင်းမှာပြောခဲ့တဲ့စကားတွေကိုမင်းမကြားရတာသတောင်းသားရဲ့ဒီကောင်းလေးဘလောက်ထိအောင်ကိုဘောမှပြီးတော့နေလဲ ာတန်ကြီးမှမရှိတဲ့လူတယောက်ကတိုင်းပြည်အုပ်ချုပ်တာမင်းလုပ်တာကိုမိမ့်မိန်ကြီးခံနေတယ်ကြော်ဆိုးရဲ့အိမ်ရာရှိတယ်ဖះစင်ကဖះအစ်စ်ကောဟုတ်ရဲ့လားတော့မသိဘူးကျွန်တော်အမြင်ရတော့တချို့ဖះတွေကိုအတုတွေလှုပ်ရောက်နေတဲ့လူတွေလိုပဲအမြင်လိုက်တဲ့အမြင်မှာတော့အရန်တက်ပဲတယ်ပြီးဖះရဲ့အောက်ခြေတွေမှာအကုန်လုံးအပေါက်တွေဖောက်ပြီးတော့ဂုံးတွေထဲ့လို့ထဲ့တသားစားတွေထဲ့လို့ထဲ့အဲ့လိုမျိုးတွေလှုပ်တဲ့အစင်တန်းမျိုးတွေကိုရောက်နေတာ ဒီလိုလိန်ညာကောက်ကျစ်စီးပွားရှာတဲ့လူတွေဖြစ်လာတယ်လို့ပဲအထွတ်အမြတ်ထားတဲ့ဖះကိုဒီလိုလှုပ်တယ်လို့ပဲဒီကောင်းနေအိမ်မှာဖះစင်လည်းမရှိတော့ဘူးဘာကြောင့်ဒီလိုမျိုးပြောလဲဆိုတော့အခု तू ပြောနေတဲ့လူရဲ့အစင်အတန်းနဲ့နိုင်ငံညာတတမှန်ဆက်ဆံရေးလို့ဘာလို့ဆိုရရဘလို့ပုံစံမျိုးနဲ့ခင်ဗျားတို့တွေးနိုင်လဲဘလို့ရည်ရွယ်ချက်မျိုးနဲ့သူတို့ပြောတာကိုနားထဲမှာနားထောင်နိုင်တယ်လဲခန်းစားကြည့်ကြခင်ဗျာတဘောကြီးပဲတနည်းအားဖြင့်ဒါဒီမြန်မာနိုင်ငံတနိုင်ငံတည်းမှမဟုတ်ဘူး မင်းအဖေတယောက်တည်းစောက်သုံးမကြတာမင်းအဖေမအလာတယောက်တည်းစောက်သုံးမကြတာနော်ကပအင်အားကြီးနိုင်ငံတွေအားလုံးကသူတို့ကအဲဒီထိုင်းနိုင်ငံအရေးကြွမ်းကျင်သူဆိုရင်ထိုင်းတပထိုင်းဌာနတခုပေါ့ဗျအဲ့မှာကျွန်တော်ထိုင်းစကားတက်တယ်သူတို့ဒီကောင်စောက်စင်ကကြုံဆုံးစင်တော့မရှိဟိုကကြုံမျိုးမင်းစင်တော့မရှိဘူးတကယ်ပြောတာဒီကောင်အစင်ကကြုံမျိုးမင်းစင်တော့မရှိဘူးဘယ်နိုင်ငံကိုသူတို့ဒီတန်မတ်သွားသွားတန်ဖွဲသွားသွားစသဖြင့်သူတို့ရဲ့ဆေလုံးမဲ့တန်ငယ်တန်တမန်ဆေလုံးမဲ့သူတွေအားလုံးကသူတို့တက်ဆိုင်ရနိုင်ငံရဲ့ဘာသာစကားတက်ရတယ် င်းပါလားအမလုံးမဲ့လောရမဲ့သူဆိုပို့ဆိုးတယ်ဒါလှည့်ပတ်ပြီးတော့သူ့အဖေမအားလာဘူးသူပြောပါတာမအားလာမင်းအောင်ဘာရည်ချင်းရှိတယ်ဘာဘာတွေတက်လဲဆိုပြီးပြောသွားတာတူပဲတော်တော်လေးတက်ပါတယ်ညမစကားနဲ့ပတ်သက်တော်တော်လေးတက်ရတယ်ဒီတက်ချုပ်ရှိကရုရှားနိုင်ငံ Nova Civic အုပ်ချုပ်ရေးဖွဲ့နဲ့တွေ့တဲ့အခါမှာဒီမြန်မာနိုင်ငံကနေအသိယူသွားတဲ့လက်ဖက်လက်ဖက်နဲ့အက်ခံတယ်လက်ဖိနဲ့အက်ခံတယ်ဒီမြန်မာနိုင်ငံမှာချိတ်ပြုတ်သွားတဲ့ငါသလောက်ပေါင်းနဲ့အက်ခံတယ်ဒါကတန်ကင်းတမန်ကင်းကျွမ်းကျင်မှုပြတာရှေးရီယာတွေပတ်ချင်တန်ကင်းတမန်ကင်းကျွမ်းကျင်မှုပြတာ နောက်ဆုံးသတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်မင်းအဖေကရေရီယာတွေပတ်ချင်းနေတာအဲ့ဒါတွေယူပြီးတော့အဲ့ဒါကိုတန်ငင်းတမန်ငင်းနဲ့ငါတလောက်ပေါင်းတဲ့လက်ဖက်ကျွေးတော်ကိုဂုံယူပြီးပြောနေတယ်ဒီလိုကောင်စားမျိုးတွေဒီလိုကောင်စားမျိုးတွေဟာမြန်မာတနိုင်ငံလုံးအတိုင်းအတာမှာရှိတဲ့လူတွေကဒီကောင်တွေရဲ့တည်င်းတွေကိုထိုင်သာနားထောင်နေဘာမှခင်ဗျားတို့မလုပ်နဲ့ထိုင်သာကြီးနေပြီးရင်ဒီနေရာကနေအမားတွေကနေကျွန်တော်အမှန်ကိုယူဒီကောင်တွေရဲ့အစိမ့်တဲ့ဒီကောင်တွေရဲ့ level နဲ့ဖြစ်နိုင်လောက်တဲ့အကြောင်းအရာတွေကိုမစင်သားပဲနဲ့ဒီကောင်တွေပြောတဲ့စကားတွေကိုခင်ဗျားတို့ကြောင်းမြန်သာတွေးလိုက် ်ပြောင်းမြန်တာတွေးဒီကောင်းလေးအရေးအချင်းဟာအခုနားထောင်နေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့အမှန်တရားကိုမြန်နိုးပါတယ်အစ်စင်တော့မရှိဘူးเนาะဒါဆိုရင်ဒီနေ့ကျွန်တော်ပြောတဲ့အရာတွေထဲမှာကောင်းမွန်တဲ့အရာတွေရရှိမယ်လို့ထင်ပါတယ် NGO အစိုးရနဲ့ပတ်သက်ပြီးပြောတဲ့ခါမှာလည်းထိခိုက်ရှလွယ်မဖြစ်ကြပါနဲ့လို့မြစ်တာရခိုင်နဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့ကိုအောင်စောကိုလည်းအရာလေးတင်ပြတဲ့အခါကိုအောင်စောလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီလိုမျိုးတည်င်းဌာနနဲ့ သတင်းလုတ်တဲ့အရာလေးတွေကိုအပတ်စဉ်လုတ်ပြီးပို့ကောင်းပါတယ်လို့ကျွန်တော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုဒီနေရာကနေမေတ္တာရက်ခံခြင်းပါတယ်။ဘာကြောင့်လဲဆိုရင်နိုင်ငံမှာကျွန်တော်တို့မြန်မာနိုင်ငံမှာခေါင်းဆောင်ခေါင်းတယောက်လိုအပ်နေတဲ့အတွက်ကျွန်တော်တို့ပြည်သူတွေကတော့ခမည်းတော်ပဲမြင်တယ်။အားလုံးကောင်းကောင်းနေပါ